ရာကြီးမင်းသိန်ကရဲ့ပျော်ပါတယ်မောင်ပြီသိန်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းတညတနိုင်ပွဲစားကြီးဦးအီယာနဲ့ပွဲတော်ဒေါ်အေးဘုံတို့သည်လွန်စွာခမ်းနားသောကျွန်းဖုံလုံးတို့ကရင်ကြီးပေါ်၌နှစ်ချိုက်စွာအိတ်ဆက်နေကြလေသည်ပွဲစားကြီးဥအေယာပွဲကြော်ဒေါ်အေးဘုံဟုဆိုရညာတော်လဲအမှန်စင်စစ်အပြင် ဥအေယာမှာအသက်30အရွယ်ခန့်သာရှိ၍ဒေါ်ဟိဘုံမှာလည်းအသက်အစိတ်အရွယ်ခန့်သာရှိပေသေးသည်ထို့ကြောင့်မောင်အေယာမအေးဘုံဟုသာခေါ်သင့်ပေသည်တို့ရတွင်၎င်းတို့၏ငွေကြေးကျယ်ဝချမ်းသာခြင်းလုပ်ငန်းအောင်မြင်ခြင်းစသောဂုဏ်တို့ကြောင့်အများသူများကဤသို့လျှင်မောင်အေယာအားပွဲစားကြီးဥအေယာဟု၍၎င်းအသက်အစိတ်ခန့်သာရှိသေးသောမအေးဘုံအားလည်းပွဲကြော်ကြီးဒေါ်အေးဘုံဟု၍၎င်းခေါ်ဝေါ်ကြပေသည်ထို့သောခေါ်ဝေါ်ခြင်းသည် ၎င်းတို့အားဂုံပြုခြင်းဖြစ်တံရ၏တို့ရာတွင်ထိုတို့ဂုံပြုကဥဒောစသည်ဖြင့်ထဲ့၍ခေါ်ဝေါ်ချသောကြောင့်၎င်းတို့သည်အရွယ်နှင့်မလိုက်အောင်ရင့်ရောကြဂုံလေတော့သည်ပွဲစားလေးမောင်အေယာမှလည်းပွဲစားကြီးဥအေယာဟု အခေါ်ခံရသောကြောင့်ဥအေယာဟုသောအမည်နှင့်လိုက်ဖက်စီရန်ဖျားသွာကြောင်းတံပြုရ၏၎င်းတို့မျိုးရှိရွှေစံတော်ဇေဒီတော်မြတ်ကြီး၌လည်းဂောဘကလူကြီးဖြစ်ဝင်ရောက်လောက်ကံရ၏ လူယိုသည်ရှင်ယိုသည်ဆိုတဲ့ကဲ့သို့ဥပုပ်တီလာဆောင်ရဤလူငယ်လူရွယ်တို့ဤတဘာဝအတိုင်းတင့်လွင်တောက်ပသောအဝိဇ္ဇာများကိုဝိချင်ပါလျက်ပိတ်ဖြူလုံးကြီးကဲ့သို့သောပလေကက်လုံးကြီးများယောဂီစင်နှင့်ခက်စင်စင်တူသောညိုမိုင်းမိုင်းအယောင်များကိုသာဝိရလေသည်ဘေဝံဤဝိုင်းစသည်တို့ကိုလုံးဝရှောင်ခြင်း၍တရားဝိုင်းဓမ္မဝိုင်းများ၌သာလင်အချိန်ကုန်ခဲ့ရလေသည်၎င်း၏မိမမက်ဤပုံမှာလည်းပွဲကြော်ကြီးတော်အေးပုံဟု အခေါ်ခံထားရသောကြောင့်အနေထိုင်လွန်စွာဆင်ခြင်ရလေအလှပကိုရှောင်ခြင်ရလေသည်၎င်း၏ရွယ်နေမိတို့များမလိုက်ဖက်သောပလဲနကပြူပြူကြီးကိုမပန်ခြင်းပန်ခြင်းနှင့်ပန်ထားရ၏ဥပုံနေများ၌ဥပုံမဆောင်ခြင်းပါပဲလျက်ဥပုံများဆောင်ခဲ့ရလေသည် ပွဲကြည့်ခြင်းပါပဲလျက်ပွဲမကြည့်ဘဲနေခဲ့ရလေသည်ဆဆာရာရာလူကြီးတူးနှင့်တူအောင်နေရလေသည်၎င်းတို့သည်အိမ်အောင်ကြသည့်ချိန်မှစ၍ရက်ရွာမှဝိုင်း၍ဂုံပြူထားသောကြောင့် ထိုကုန်းနှင့်ထိုက်တန်အောင်နေရလေသည်ထို့ကြောင့်မောင်အီယာနှင့်မအေးဘုံတို့သည်အိမ်ထောင်နှင့်ဂုံထောင်ကိုတပေါင်းနှင့်ကြခံစီရန်ရက်ရွာမှအမိန်ချမှတ်ခဲ့ခြင်းဖြစ်ပေသည်၎င်းတို့၏အိမ်ထောင်သက်မှာသုံးနှစ်တင်တင်ပြည့်ခဲ့ပြီဖြစ်ပေသည်၎င်းတို့သည်ထောင်သက်လေးအတော်တန်ရလာသည်နှင့်အမျှထောင်၌နေသားထိုင်သားကြ၍လာလေတော်သည်ထောင်ကိုပင်ထောင်ဟူ၍မမတ်တော်ပဲပျော်ပ၍လာလေတော်သည်ပွဲစားကြီးဥဤရသည် နေဝင်သည့်အခါများ၌ဥတော်ဝင်ပြေးကိုရွတ်၍ ညစာတမင်းစားပြီးသည့်ခါ၌ဓမ္မမိတ်ဆွေများဟု၎င်းတို့ချင်းချင်းခေါ်ပေါ်သောအလွန်စကားအငင်းတန်သည့်ပရမတ်ဆရာဥမြတာအနတ္တဆရာလအဘိဓမ္မဆရာခက် စသည်တို့နှင့်အတူ၎င်းတို့၏အိမ်နီးရှိသုတမယဓမ္မယုံ၌ညင်းခုံပြောဆိုကြပြီးနောက်၈နာရီထိုးလောက်တွင်အိမ်သို့ပြန်လာပြီးလင်ဖျားခန့်သူဝင်ကပြေကြီးဆက်တတုတ်ကိုတာယာနာပြောပွဲကောင်းသောအတန်ဖြင့်ရွတ်ဆိုကအိယာသူဝင်လေတော်သည်ဘွဲကြော်ကြီးဒေါ်ဤပုံမှာလည်းညာဦးပိုင်းတွင်အင်ကြီးချုပ်ချင်း တောက်တော်ရေးချမ်းလဲခြင်းပန်းကက်ခြင်းများကိုပြုလုပ်ပြီးနောက်၎င်း၏ယောက်ျားအသင်ပေးထားသောဓမ္မဆက်ကြာကိုရွတ်ဆို၍9နာရီတိုးခန့်တွင်အိပ်ရာဝင်လေသည်ပွဲစားကြီးဥယျာဉ်နှင့်ပွဲကြော်ဒေါ်ဧဘုံတို့သည်ပလုံများဖြင့်လှပစွာတစားစင်ထားသောကျုံးကနေကြီးပေါ်တွင်နှစ်ချိုင်းစွာအိမ်မောကြ၍နေလေတော့သည်ညစ်တကောင်ကျော်ချိန်သို့ရောက်သောအခါ၌ပွဲကြော်ကြီးဒေါ်ဧဘုံသည်အောက်ပါထူဆန်းသောအိမ်မက်ကိုမြင်မက်လေတော့သည် အသက်30အရွယ်ခန့်ရှိရှီဟောင်းတယောက်လူမျိုးတူသည် ပွဲရော်ကြီးဒေါ်အေးဘုံတို့၏အိမ်ပေါ်တို့တက်၍လာလေသည်ချင်းဟောင်းတယောက်လူမျိုးဟုဆိုရခြင်းမှာထိုသူသည်တယောက်ဖဲဘောင်းမီပွားပွားဖြူဖြူကြီးကို၎င်းဖဲအင်ကြီးလက်ပွားကြီးကို၎င်းဝတ်ဆင်ထားပြီးလင်ဝါးပြင်ပြုတ်လုထားသောရက်တောင်ကလေးကိုလည်းတစ်ဖြက်ဖြက်ခတ်၍နေလေသည်၎င်း၏ဆွေမှလည်းကြစ်စာမီတချောင်းနဲ့ကြည့်၍ကြောပေါ်သို့တွဲလောင်းချထားခြင်းကြောင့်ဖြစ်ပေသည် ထိုချင်းဟောင်းတယောက်လူမျိုးသည်အိမ်ပေါ်သို့တက်သည့်အခါ၌ ၎င်း၏နောက်ပိတ်ဖနက်ကိုဖနက်ချွနာချွပီးလင်ဘုရားကန်းတို့ဥစွာသွား၏ဘုရားကန်းတို့ရောက်သောအခါ၌တရုတ်လူမျိုးတို့၏ထုံးစံတိုင်းခါးလေးကိုညှက်ခါညှက်ခါပြု၍ဘုရားဝတ်ပြုလေသည်ထို့နောက်ဒေါ်ဟိဘုံတို့၏အိတ်ခမ်းတို့ရက်တောင်ကလေးတစ်ဖြက်ဖြက်ခတ်၍ဝင်လာလေသည်ထို့ကားဒေါ်ဟိဘုံကရှင်းဘူးလဲဟုမေးလေသည်ပြည်ကြီးကလာတာပါဒီမှနေမလို့ဟုထိုရှေးဟောင်းတရုတ်လူမျိုးကပြောဆို၍ဒေါ်ဟိဘုံ၏လက်ဝဲဘက်နှစ်ပါးအားဝါရက်တောင်ဖြင့်ကော်၍ဖွင့်လာပြီးလင်ဒေါ်ဟိဘုံ၏ ဝမ်းပိုင်တွင်သို့ငုံ၍ဝင်လေတော့သည် ထိုကဒေါ်ဤဘုံကလည်းကြောက်လန့်တကြားဖြစ်ပြီးအော်ဟစ်လေသည်ဒေါ်ဤဘုံ၏အော်တန်သည်အိမ်မက်အတွင်း၌သာကျဲလောင်သည်မဟုတ်အပြင်၌ပါကျဲလောင်၍သွားရကပွဲစားကြီးဥယျာလည်းလန့်နိုးလာလေတော့သည်ရှင်မရှင်မဟုဒေါ်ဤဘုံကိုပွဲစားကြီးကနှိုးလေဒေါ်ဤဘုံလည်းနိုးပြီဖြစ်ရကဥယျာကိုဖက်၍ထားလေသည်ကိုရရဲ့ ကျေးစာမင်းနဲ့တယောက်တတိတယောက်ကလေကျမဘိုက်ထဲကိုဝင်သွားလို့တော့ကျမပြန်ကြောက်လိုက်တာပြောပါနဲ့တော့ရှင်ကြီးရယ်ဟုဒေါ်ရီဘုံကပြောလေသည် ထိုချိန်သို့တိုင်အောင်ဒေါ်ရီဘုံဤရင်သည်တဒိတ်ဒိတ်ခုံ၍နေလေသည်ချွေသည်ချွေပေါင်များလည်းနဘူးဆန်ဆန်တို့မှယိုစည်း၍ကြနေလေဥယျာလည်းအနည်းစီမျက်နှာတုပ်ဘွားကိုဆွဲယူ၍ဒေါ်ရီဘုံဤမျက်နှာပေါ်မှချွေသည်ချွေပေါင်များကိုတုပ်၍ပင်မကြောက်ပါနဲ့ရှင်မရှင်မမှာကိုဝင်ရပြီ ဒီအိမ်မက်မျိုးကကိုဝင်ရတဲ့အိမ်မက်မျိုးပဲဟုနေသိန်ချက်ကပြောတော့လေဒေါ်ရီဘုံကဟင်အချစ်ပါကြောက်တယ်ဒီအိမ်မက်ကဘာရိပ်ပဲလည်းမသိဘူးဆရာတော်ကိုခုသွားပြီးရှောက်လိုက်ချင်တာပဲဟုပူဇော်လေသည် ထို့ကဥယျာက ရှင်မသဘောပဲသွားကြတာပေါ့ဟုဆိုက လာသားမအိမ်ကြီးကိုဆွဲလျက်၎င်းတို့ဤဆရာရင်ဖြစ်သောဆရာတော်ဥဥဒမာဤအကြောင်းသို့အိမ်မက်ကိုရှောက်တင်ရန်အတွက်ညာကြီးတကောင်ထွက်ခဲ့လေတော်သည်ဆရာတော်ဤအကြောင်းဝင်အတွင်သို့ဝင်လာသည်နှင့်တပြိုင်နက်တည်း ဆရာတော်ကြီးမွေးထားသောခွင်းများကဒရမကျန်းဟောင်းလေတော်သည်ဥအရာကလည်းဟဲ့တိုးလောင်းဟဲ့နဲ့ကျော်ဟဲ့ငနီးစသဖြင့်ခွင်းများ၏အမိများကို ခေါ်၍ချော့ရလေသည်ထိုကခွေးတော်ကဥဥဥဥဥတခြားလူမှတ်လို့လက်ဆက်သက်တော့ပွဲစားကြီးတို့လင်မယားကိုစိန်ပစိုးပါနဲ့ပွဲစားကြည်ရာကျုပ်တို့မှလည်းခွေးဖြစ်နေလေတော့ဟောင်းဖို့အခွင့်ရလာရင် ဟောင်းရတယ်ဗျို့ဟုဒိဗေရစီသောအမှုရာဖြင့်ဟောင်းကိုရက်က ဝယ်စားကြည်စင်းဤမောင်နှံတို့အားခွေးတို့ဤပြုံရခြင်းဖြစ်သောအမိလှုပ်ခြင်းဖြင့်ကြိုးစိုးချခုံနေသည်။ဥဥဥဥဥဥဥထိုခါ၌ဆုံးချက်ယုံ၌အိတ်သောဘုသူတော်ကြီးဥဆယ်သည်ဝိယုံများဘုသည်ပတ်တည်ဖြင့်ထွက်လာပြီးလင်ညာကြီးတကောင်ဘလို့ဖြစ်လာကြတာရောဝယ်စားကြည်တို့ရဲ့ဟုမေးလေသည်။ထိုသို့မေးနေစဉ်၌မှပင်เจ้าအောင်၌အိတ်သည်လွန်စွာပွေးထူလာသောကပ္ပိယကြီးဥဖိုးကျူသည် ိတ်မုံဆုံးမွားဖြင့်ထလာပြန်လေသည်ဘလို့ဖြစ်လာကြတာရောဟု၎င်းကလည်းမေးပြန်ဘွဲစားကြီးကတစုံတရာပြန်၍မဖြေမိနိုင်ဖြင့်ចောင်းបော်ရန်ကြီးဆရာတော်ကြီးအိတ်ခမ်းခေါင်းရင်ပတ်ပြင်းပေါက်ချက်ဖြုတ်တံများကြားရပြီးပွင့်လာကဆရာတော်ကြီးကဥခေါင်းကို ပြင်းနေတကား၌အပြင်သို့ထုတ်ကဟေးဘယ်သူတွေလဲဟုလမ်းရင်မေးလေသည်တပည့်တော်တို့ပါဖျက်ဘွဲစားကြီးဥယျာကပြန်လဲလျှောက်ထားလာရဆရာတော်က၎င်း၏အတန်ကိုမှတ်မိသွားကအေးအားလို့ဟော ခုလှမ်းရင်မေးလိုက်လေသည်မှန်ပါဗျအင်းဘုံလဲဘာပါတယ်ဗျခုဦးအေယာကပြန်လဲရှောက်ထားလိုက်ရာဆရာတော်ကြီးကအေးဘုံလဲပါတယ်ဆိုတော့မင်းတို့လာတဲ့ကိစ္စကအမေစုံမဲ့ကိစ္စပဲကွာချိန်ကလည်းတကောင်ကျော်ဆိုတော့မုံမာလွဲရောမိမဲเจ้าကအိမ်မဲ့ကိစ္စပဲကွာအေးဘုံအိမ်မဲ့မဲ့တာကိုလန့်ပြီးငါစီလာမိတော့မဟုတ်လားခုပြန်၍မေးလိုက်လေသည် တို့ကဒေါ်ဤပုံကလည်းလွန်စွာမှဝမ်းသာလျက်အတန်ကလေးဆာ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 ဖြင့်ပန်းပါရဗျာတပည့်တော်မအိမ်မက်မက်လိုပါဗျာတပည့်တော်မရဲ့နံရိုးတွေကိုဖွင့်ပြီးပြီးကြီးကလာတဲ့တယောက်ကြီးတယောက်ကဝင်သွားပါရဗျာဟုကြောင်းအောင်မှပင်လှမ်းရွေလျှောက်လိုက်လေသည်တို့ကဆရာတော်ကအေးပြန်ကြတော့သာသမီရနာရမယ်အိမ်မက်ပဲယောက်ျားကလေးမွေးလိုက်မယ်မွေးတဲ့အခါပြီးကြီးကလာတယ်ဆိုတော့အနုတာသဘောလဲပအောင်အက်ခီယာစင်ဝုတ်ဒီလဲမှန်အောင်မောင်ပြီးသိမ့်လို့မှဲ့ကြပြီတော့ကဲသွားကြသွားကြ ဟူဆိုက တကားကိုပြန်၍ပိတ်လိုက်လေသည်ထိုကစွန့်ချက်ယုံတွင်အိတ်သောဖိုးသူတော်ဦးဆယ်ကเจ้าအောက်တွင်အိတ်သောကပ္ပယဥဖိုးကျူအားဘာရီဖြစ်နေတာရောဟုမေးလေထိုကဥဖိုးကျူကဘာမှဖြစ်တာဟုတ်ပါဘူးဘွဲ့ကတော်ကြီးမှဗရံမြားရွှေကျုံနှောင်းငုံလေးပြီ ဟုပြန်၍ပြောလိုက်လေတော်သည်သုံးနှစ်မင်းဘွဲ့ကတော်ကြီးဒေါ်အေးဘုံခေါ်မဲအေးဘုံလေး၌ကိုဝင်ဆွဲကန်လာလေသည်ဘွဲ့စားကြီးဥယျာမှာလဲဇနီးတဲကြီးကိုဝင်ကို ဆောက်ရှောက်ရန်အတွက်အိမ်တွင်အိမ်ပေါ်ကအစီအပအမျိုးသမီးအကြီးအလက်အငယ်သုံးဦးကိုခေါ်ယူကြလေထိုကိစ္စနှင့်ပတ်သက်၍တက်ကြွနားလည်သောဈေးစရာအကျော်တမကျော်များဒွားရသိန်းကျန်းတက်စရာများဘိန်းတော်ကွေများမေရှာလောဟိဘအာဘဏဒီပဒီကျန်းများကိုကျေသည့်မိရဲ့ဘက်ဆိုင်ရာအထုကိုတမတော်များခလေးအယောက်တရားကိုမပြတ်မစီဝေးပေးဘူးသည်ဆိုသောဝန်ဇွဲလက်သည်များစသည်တို့နှင့်တိုင်ပင်ကမအေးပုံအတွက် ဇီဝဒတ်စာများကိုမိဝဲစေလေသည်ဆရာများကလည်းအာယုဒါယရက်ဗန္နရက်အာကန်နုရက်ဗန္နရက်တို့ကြောင့်မိသည့်တတ်တိုင်းနှင့်ကျုံ၍မိသည့်အစာမစားရဟုဓာတ်တိုင်းသူသူကသူ၏ချို့ဆရာများကလည်းဆောင်ပြက်ခိုင်ငုတ်လွန်ဆုံးချက်လင်္ကာကိုရွတ်စိုလျက်မိသည့်ဓာတ်သည်ဆောင်၍မိသည့်ဓာတ်သည်ငုတ်၍မိသည့်ဓာတ်သည်ခိုင်နေသောကြောင့်မိသည့်အစာကိုမစားရဟုဆိုသူကဆို၏မိရဲ့သွေးတို့မိသည်လာဇန်းပက်ခနိုင်မိတို့ရှိ၍ လာစုံပတ်ခါ၌မိသူရှိသည်ထို့ကြောင့်မိသည့်အချိန်တွင်ရေမချိုးရဟုဆိုသူကဆို၏မန်အေးပုံသည် အလုံးစုံသောဆရာတို့၏စကားကိုဘို့မသိဘာမသိဖြင့်နားထောင်နေရလေသည်ထို့ထက်တွင်မန်အေးပုံလေး၏ကိုဝင်ကိုမွေးဖွားပေးမိဝမ်းဆဲလွက်သည်တို့သည်တူးနေတူဘိုလ်လူရင်နေကြလေမကလမနဲ့မအံ့နဲ့တကြီးကတော်နဲ့တော့ငါလဲတဘူကြီးနဲ့ဖိချရတာပေါ့ဟုပြောသူကပြော၏တိမ်ကျွဲဆိုတဲ့ဝမ်းဆွဲနဲ့များရောင်လို့တောင်းမအပ်လေနဲ့ ရေမွာပေါက်တာတောင်နားလည်တဲ့လက်တံမျိုးမဟုတ်ဘူးဘွဲတော်ကြီးဒုက္ခရောက်လိမ့်မယ်ဟူ၍လကဝန်းဆွဲတို့သည်တူဤမကောင်းတရင်ကိုတူကထုတ်ဖော်ပြောဆိုလျက်အပြန်အလှန်ကြောက်တွန်းကြလေသည်ဝဲစားကြီးဥယျာမှာလည်းသမဖိန်တော်တို့၏စကားကို၎င်းဝန်းဆွဲလက်သေးတို့၏စကားကို၎င်းမြို့မြို့ဖုံဖုံနားယောင်လျက်ရှိလေတော်သည်ပွဲကြော်ကြီးဒေါ်ဤဘုံ၌ကိုဝင်းရှိသည်ဟုသိရသည့်နေ့မှစ၍၎င်းသည်အင်ဂုလီမာလာတုတ်ကိုနည်းနည်းတခါညတခါမှန်မှန်ကြီးရွတ်ရွတ်နေလေတော်သည် ဤသို့နှင့်ပင်ပွဲတော်ကြီးဒေါ်ဧဘုံကြီးကိုဝင်သည်6လလွယ်၍10လသို့ရောက်ရှိခဲ့လေတော်သည်တနေ့တနိုင်ဒေါ်ဧဘုံကြီးကိုဝင်သည်တရေသားဤလှူရှားမှုကြောင့်ဖြစ်သောကံစားလေလှူရှားစေသောမှုကြောင့်ဒေါ်ဧဘုံသည်မကံမရက်နိုင်အောင်နာကျင်သောဝေနာကိုခံစားရလေ၏ထိုကား၌ပွဲစားကြီးဥေရသည်ကျွမ်းကျင်သောဝန်ဆွဲလက်တွေကိုခေါ်၍နလကြောကြောခန့်ကအသိဉာဏ်ထားသော မိနေခန့်သို့ဒေါ်ဤဘုံအားဝင်စေလေတော်သည်ဝဲစားကြီးဥယျာသည်၎င်း၏ဇနီးအတွက်လွန်စွာစိတ်ပူပန်ရာက အင်ဂုလီမာလာတုတ်ကိုယွတ်လေသည်တို့ရရင်မိတို့ဖြစ်သည်မသိအင်ဂုလီမာလာတုတ်ကိုမယွတ်မီပဲရှင်သေဝိလိကာရာကိုယွတ်မီရသားဖြစ်နေလေထိုက၎င်း၏အနည်းတွင်ရှိသောအဘိဓမ္မာဆရာမောင်မြတာကဘာတွေယွတ်နေတာတော့ကိုရင်အေရရဲ့မွေရဖွားရလွယ်အောင်အင်ဂုလီမာလာတုတ်ကလေးပါလေယွတ်ဆက်မှာဗျကိုရင်ဥစားကရှင်သေဝိလိလက်ကောကာရာကြည့်ပါလားရှင်သေဝိလိဆိုတာကခုနှစ်နှစ်ခုနှစ်လခုနှစ်ရက်တိုင်းတိုင်းမိခင်ဝဲမှာနေရတယ်လို့စားတဲ့မှာဆိုထားတယ်ဗျဟုတ် ပြောလိုက်မှပင်ပွဲစားကြီးဥရရာလဲဟုတ်ပါရဲ့ကိုမြသားရဲ့ကျုံတဲ့ရိုးတုံးကတော့အင်းကိုလီမာလာတုတ်ပါဘယ်ကနေဘလို့ဖြစ်တယ်မသိပါဘူးငရံမင်းပရိတ်ရောက်လို့ရောက်ငုံမင်းပရိတ်ရောက်လို့ရောက်နေဟောကြည်စံအခုလဲရှင်သေးဝိလိကာထာရောက်သွားပြန်ပြီဟုပြောလေသည်ထို့နောက်ဥရရာသည်အင်းကိုလီမာလာတုတ်တော်ကိုရွတ်ပြန်လေသည်ထိုချိန်၌ကမြင်းလဲလွတ်၍အပင်ခံလိုက်သောငွေဆက်ကြပွဲကံဗေဒနတ်ကဆရာကြီးဥမာလာဆိုသူရောက်လာ၏ထိုဆရာကြီးသည်အိမ်ပေါ်သို့တက်သည့်ခါ၌ ဘလို့ဖြစ်တာလဲပွဲစားကြည့်ရဲစောစောစီစီအလန့်တကြားဟုမေးလေသည်ဒီလိုပါဆရာရဲ့ကျွန်တော်ဇနီးအခုမိနေကန်ဝင်းနေပါပြီမကြခင်မှာပဲမိရှူတန့်စင်တော့မှာပါအဲ့ဒီကဆရာကြီးကနာယီဗီဇာမှတ်ပြီးကလေးရဲ့ရက်ချုပ်ကိုအတိအကျလုပ်ပေးဖို့ပါပဲခေါင်းဝင်ကိုကြွပါခင်ဗျာကြွပါဟုဆိုလိုက်ရပေးရင်ဆရာကြီးငွေဆက်ကြဥမာလာသည်မိမိအလောက်တာဝန်မြင်မြကြီးမားချောင်းရိုက်မိသွားပြီးလင်အိန္ဒိယတော်ချီလန်းပြင်ခေါင်းဝင်ကန်းသို့ကြွသွားလေသည် ထို့နောက်တိုင်းတွင်ချိန်ထားသောတိုင်ခတ်နာယီကြီးကိုလှမ်းရွေကြည့်ပြီးလင်း၄နာယီကြော်ကြော်လေးရှိသေးတယ်အရုံတောင်မတက်သေးဘူးခုနေများမွေးလာရင်တော့ကရကတ်လက်ပဲဆယ်တန်းကျုံအင်္ကာကလက်မလာဘူးတာပဲအလုံးကိုကောက်မှာပဲဟု ပြောဆိုကဖလက်စုံကိုဝင်ကိုဆွဲယူ၍ကွန်းတဖို့ဖို့ဝါနေလေတော့သည်၅နာယီကြော်သောအခါ၌อืมဒီချိန်များမွေးရင်တိတ်ကောက်မှာတိတ်လက်ပဲတင်းငွေလက်နဲ့ပူးမယ်ဟုပြောပြန်၏ဤသို့နှင့်ပင်6နာရီနီးပါးရောက်သောအခါ၌လည်းဘီရင်ဆရာကြီးက ဝဲကြော်ကြီးခုနေမြမွေးဖွားမယ်ဆိုရင်တော့တိတ်ကောက်မှာလက်အန်သာတော်ရင်မယ်ရဏယုတ်တွေဘောဂယုတ်တွေဖြစ်မယ်ဇာတာကိုရမှာပဲဟုပြောလေသည်မြားမကြမီ၌ဝဲကြော်ကြီးတော်ရင်ပုံဤမိနေကမ်းမှဝဲဝဲဟုသောကလင်းဟိုတန်ကိုကျမ်းရလေတော်သည်ထိုခါ၌ပေရင်ဆရာကြီးကတိုင်ကန့်နာရီကိုကြည့်၍ဆက်နာရီနက်နက်6နာရီ3မိနစ်6စက္ကန့်မြန်မာနိုင်25နိုင်ခုနှစ်ဘီဇနာ58ခုနှစ် ခရာစင်နတ်ခန့်9လုံး3ဘက်14ကနီဆိုတော့ကအာရနတ်ခန့်နဲ့ဆန့်ရှင်မီမွေးပါလားဟုတွတ်တွတ်ရေရွရင်ခဲတံကိုထုတ်၍စာအုပ်နှရေးမှတ်လေသည် ထိုချိန်နိုင်မှာပဲမိနေကံမှာလက်တယ်မိမကြီးယောက်ျားလေးယောက်ျားလေးဟုအော်တန်ကိုကြားလိုက်ရလေသည်ပွဲစားကြီးဦးအေရမှာလဲပြောင်းလုံးသဖြင့်ခုံဆွခုံဆွဖြစ်၍နေလေသည်ထိုကအမိဓမ္မဆရာကိုမြတ်တာကအဲ့ဒါပြောတာပေါ့ကျုပ်ပြောတာ ကာယဝိညာဉ်ရုပ်ဆိုတာကဝမ်းနေရင်လဲဝမ်းနေတဲ့အမှုရာပြောတာပဲဝမ်းမြောက်ဝမ်းသာဖြစ်ရင်လဲဟောကာယဝိညာဉ်ရုပ်ကဖော်ပြတာပဲဟောအခုပွဲစားကြီးဝမ်းမြောက်ဝမ်းသာဖြစ်နေပြီဒါကြောင့်ပွဲစားကြီးရဲ့ကာယဝိညာဉ်ရုပ်ကခုံဆွာခုံဆွာဖြစ်နေပြီဟုပြောလေတော့သည်ပွဲစားကြီးသည်ဆရာကိုမြသာ၏စကားကိုဂရုပြုခြင်းမရှိဘဲမိနေကန်အတွင်းသို့ဝင်မြေလုံနေလေထိုကလက်တယ်မိမကြီးကမွေမာနဲ့မွေစားကြီးမဝင်မာနဲ့ဖုန်နေကန်နေနှိမ်ကုန်မအောင်မဲဟုတားလေသည် ထိုကပွဲစားကြီးကလည်းခြေလန့်ကိုတုံဝင်နဲ့ရရလေးထိုကဆရာကူမြတာကမိနေကန်နဲ့ဝင်းဘုံကန်နေတယ်လို့စားတဲ့ပါပါဘူးဘုံကန်ဆိုတာကပုံညကံမှရှိရှိကပြုပူသောကောင်းမှုကုသိုလ်လို့အဓိပ္ပာယ်ရတယ်ဝင်းသာဝင်းမှာပွဲစားကြီးကိုပြောလေပွဲစားကြီးမှာလည်းဆရာကူမြတာ၏စကားကိုနားထောင်ရကောင်းနုနုလက်တယ်မိမကြီး၏စကားကိုနားထောင်ရကောင်းနုနုဖြင့်ဦးတောင်တောင်ဖြစ်ရနေလေသည်လက်တယ်မိမကြီးကလည်းကိုမြသာစကားနားထောင်မင်းနဲ့ပွဲစားကြီးသူကစာကြောက်မဲ့ပြောတတ်တာဟု မိနေကမ်းမှာနေ၍ဆရာကိုမြတ်သာအားလှမ်း၍ရန်တွေ့လေသည် စာမတက်ပေမတက်တဲ့လူတွေပြောရတာတိတ်ခတ်တယ်ခုဆရာကိုမြတ်သာကလည်းစိတ်ပြက်စွာညှဉ်းညူလေသူကမိနေကမ်းမှာလက်တဲ့တော်ကြီးကအပြင်သို့ထွက်လာပြီးလေကိုမြတ်သာရှေ့တွင်ရှိသောရင်းနှွေးခရမရင်းနှွေးကိုငှဲ့တောင်းရင်းရင်းနှွေးခရကိုလက်ဖြင့်ပုတ်ပြကတီမဲတော်စာတက်ကြီးရဲ့ဒီရင်းနှွေးခရပဲစားတဲ့ပါတော်ရှင်တက်တဲ့စာနဲ့ပြောဆက်မှာဟု မစီမဆိုင်သောစကားဖြင့်ခွက်လေတော်သည် ဆရာကမြတာလည်း၎င်းတတ်ထားသောဇာ၌ရင်းနှွေးခရအကြောင်းမပါသည်ဖြစ်လျာဝမ်းဆွဲတဲ့တော်ကြီးဤမျက်နာကိုစိစိကြည့်ရင်းနေလေသည်ထိုကဝမ်းဆွဲတဲ့တော်ကြီးကနေရာတကာဇာနဲ့ကြီးမပြောနဲ့ရှင်ဇာထဲမှာမပါတာတွေများကြီးရှိတယ်ယော့မောမဲရင်းနှွေးတစ်ခွက်သားဟုဆိုကဆရာကမြတာအတွက်ရင်းနှွေးတစ်ခွက်ငှက်ပေးပြီးလင်မိနေခံအတွင်သို့ဝင်သွားလေတော်သည်ထိုချိန်၌မိနေခံအတွင်မှာပွဲစားကြီးကတော့ကအလီတန်ရဲ့ရဲ့ဖြင့်ကိုရေဟာ ဟုခေါ်လိုက်ရာဝယ်စားကြီးကလည်းအစရင်ဖုန်းကန်နေမိကိုကြောက်နေတော့လဲထိုခါနိုင်ကဇနီးတဲ့ရှိရာသို့ပြေး၍ဝင်သွားလေတော့သည်ထိုသို့ဝင်သွားပြီးနောက်တဖန်ပြန်ထွက်လာပြီးလင်ဘေးရင်ဆရာကြီးဟာရချုပ်ရချုပ်ဥော်လေထိုကဝမ်းဆွဲတဲ့မိမကြီးကရချုပ်ရင်မကြည့်ဘူးရှင်အချင်းမြုပ်ဖို့ကရဲကြီးတယ်ဟုလန့်အော်သည်ဖြင့်စာတက်မောင်မြတာကအချင်းမြုပ်တာများဘာရဲကြီးလို့လဲတော့ကလေးမရဲ့ဟိုမကြည့်ပင်အောင်မခွေးမစားနိုင်လားအောင်တွင်းနဲ့နဲ့တူမြုပ်လိုက်ပြီးတာပါ အချင်းကိုပဲနေရာမှာမြှောက်ရမယ်လို့စာကြည့်ပေကြီးတွေထဲမှာဖြင့်ချုပ်ပြင်းတကားမှတွေ့ဘူးပေါင်းပြဟုပြောလေသည်ထိုကဝမ်းဆွဲတဲ့ဒေါ်ကလေးမကရှင်မိမအေးစိန်နဲ့ရှင်နဲ့အိတ်တာဘဲစားနဲ့အိတ်တယ်လဲရှင်သားမြောင်ရှုံးလေးတွေအေးဆောင်တို့အေးတောင်တို့မွေးတာဘဲစားနဲ့မွေးလဲဟုအသက်လွတ်တွင်လိုက်ရာစားရပေတဲ့မောင်မြတ်သားလည်းငြိမ်ကြသွားလေတော့သည်မိသူကမှပေးရခြင်းမရှိဘဲမိမိဘာသာတတ်ထားသည်ငွေဆက်ကြဘွက်ကိုလွန်စွာဂုံယူလေးရှိသည်ဘေးရင်စရာကြီးဥမာလာသည် ပွဲစားကြီးဦးအေရာအားမင်္ဂလာရှိရာမင်္ဂလာလားရဲနာရှိရာရဲနာလားပွဲစားကြီးရဲ့တာဝန်လေးကိုရဲချုပ်သားမဟုတ်ဘူးမြင့်မိုးတောင်ငါးကြီးအန္တနာနဲ့တိုက်ပုံတိုက်ပန်းတွေပါတဲ့ဥစ္စာသားကြီးတစ်ဆောင်မှာဖွဲ့ပေးလိုက်မယ်ထုံးစံကတော့စံတပြီငွေတမက်ပဝရပိုင်းငွေသား၁၂ချက်ပဲကြတယ်ဒါပေမဲ့တရားရှင်နဝင်းကြည်အောင်ပွဲစားကြီးတို့ကဖြင့်တက်လက်တက်နိုင်ပါရဲ့ဗျာမင်္ဂလာယူရမယ့်ကိစ္စလည်းဖြစ်နေလေတော့ကျုပ်ကိုတရားရှိချက်ပူဇော်ပေးတော့ဟု ၎င်း၏ပဇံမှာငွေစကားငွေရဟတ်များလှက်ပတ်ပြောဆိုနေတော့သည် EDB ငွေဆက်ကြဖြစ်ဟန်တူ၏ပွဲစားကြီးကလည်းအာလောက်ရမှာပေါ့လောက်ရမှာပေါ့အကောင်စားတွေလောက်ရမှာပေါ့အဲအဲအဲတခုတော့ ရှိတဗျာမိတွင်တင်ညာခေါ်စရာကဆိုတဲ့နေရာမှာတော့မောင်ပြီသိမ့်လို့ထည့်ပေးပါဗျာဆရာတော်ကမပွေးခင်ကတည်းကကြိုးပြီးပေးထားတဲ့နာမည်ပြပြီးတော့အသက်120ကျော်ရှေးစီဒေါ်ဆိုတဲ့နေရာမှာလဲ140ကျော်ရှေးစီဒေါ်လို့ရေးပေးပါဗျာဟုပြောလိုက်ရာ ငွေဆက်ကြာစရာကြီးသည်ပါဇက်ပြဲ၍သွားနေတော့သည်မြည်တွင်တင်ညာခေါ်စရာကဆိုတဲ့နေရာမှာမောင်ပြီတိန့်ဆိုတာကိုထည့်ဖို့ကတော့ကျုပ်တတ်နိုင်ပါတယ်ဒါပေမဲ့အသက်120ရှေ့စီတော့ကိုတော့140ကျော်ရှေ့စီတော့လုံးလုံးမရဘူးပွဲစားကြီးရဲ့ဟုငွေဆက်ကြာစရာကြီးကပြောလေသည်နောက်ထပ်180ကျက်ထပ်ပူးစောမပြာအဲ့ဒါလေးတော့လုတ်ပေးစမ်းပါဟုလူတို့ရဲ့အသက်ဒီဘေးရင်ဆရာတို့ရဲ့လက်နာရှိသည်ဟုထင်မှတ်နေသည်ဥယျာကဘေးရင်ဆရာကြီးအား ာယုတတန်တိုး၍ခိုင်းနေလေသည်ဗေရင်ဆရာကြီးလည်းခန်းကိုတဖြင်းဖြင်းကုပ်၍မရဘူးဘွယ်ဆရာကြီးရဲ့ဗေရင်ချမ်းမှာကအသက်120ပဲရှိတဲ့ဥစ္စာပဲနဲ့လို့140လုံးလို့ရမှာတော့ဗျအသက်အာယုဆိုတာလွန်ဆန်းလို့ကောင်းတဲ့အရာတွေဟုတ်ပါဘူးဗျာဟုဆိုကငွေတရားရှိချက်ကိုယူ၍အိမ်ပေါ်မှာကတုတ်ကြီးကိုဆင်းသွားလေတော့တည်းအဖဥအေယာအမိတော်ဤဘုံတို့မှာတာယန္နာကလေးမောင်ပြီးတဲ့အာအောင်မြင်စွာမွေးဖွားပေးခဲ့လေသည် ။မောင်ပြည်သိန်းကလေးမွေးတော်နေ၌ပင်တန်ဃာတော်အရှင်မြတ်များကိုပင့်ဖဲ့၍မင်္ဂလာစွန့်ကျွေးလေသည်။ထိုမင်္ဂလာကမိရှုတန့်စင်သောဝိဇာရမင်္ဂလာမြည်၏။ဤသို့နှင့်မောင်ပြည်သိန်းကလေးသုံးရသားတို့ရောက်သောအခါ၌ပွဲစားကြီးကိုရာဤမိပါများဘွဲကတော်မအေးပေါ်ဤမိပါများသည် အိမ်သို့ဆုံညီစွာရောက်ရှိလာကြလေ၏။သူကသုံးရသားသားရှိသေးသောမောင်ပြည်သိန်းလေးအားအမိဖက်မှဖူဖွားများအဖဖက်မှဖူဖွားများရှေ့တွင်ချ၍မောင်ပြည်သိန်းကလေးကျမ်းမာစေကြောင်း စုမွန်တောင်းစေ၏နဘက်တော်ဘိုးဘွားဟူသည်ကရှေးသူဟောင်းတို့အယူ၌နန္နာမူခိနတ်ဟုယူဆကြလေသည်ထို့ကြောင့်ထိုနန္နာမူခိနတ်တို့အားမောင်ပြီးသိန်းကလေးကိုစား၎င်း၏မိခင်ဖခင်တို့ကပူဇော်လေ၏ထိုခန္ဓာကိုမုခဒသနာမင်္ဂလာဟုခေါ်လေသည်ဤသို့နှင့်ပင်ခொနည်းစီမြောက်သောအချိန်၌ဥေယျသည်အခမ်းအနားတစ်ခုကိုကျင်းပပြန်လေ၏ထိုခမ်းအနားကမောင်ပြီးသိန်းကလေးအားခေါင်းရိပ်သောခမ်းအနားဟု၏ထိုခမ်းအနားကို ကေတစ်စီဒနမင်္ဂလာဟုခေါ်၏ဝဲစားကြီးဥရာသည်မောင်ပြည်သိန်းကလေးအတွက်မင်္ဂလာအခမ်းအနားပြုလုပ်တိုင်းတရက်လုံးကိုမိခိုးတဲ့ပင့်ဖိတ်ကျွေယုံများမှာကပဝါစစ်လိစသည်များကိုပင်ကန်းသိ၏ထို့နောက်ဘေးရင်ဆရာကြီးငွေဆက်ကြဥမာလာအားပင့်ဖိတ်၍နေကောင်းရက်တာတွက်ချက်စီပြီးလင်ပခက်တင်သောမင်္ဂလာပြုလုပ်ပြန်၏ထိုမင်္ဂလာကိုကဒေါ်လာကရဏမင်္ဂလာဟုခေါ်တွင်လေသည်။မောင်ပြည်သိန်း85ရက်သားသို့ရောက်သောအခါ၌နှစ်ဖက်သောဖိုးဖွားတို့ကိုပင့်ဖိတ်၍ ကွန်ဝါဘတ်ကိုနဲ့ငယ်ခွန်စီသောတံပူလာပတ္တမင်္ဂလာကိုပြုလိမ့်မောင်ပြီးသိန်းကလေးရက်60သူရောက်သောအခါ၌ဖခင်ဖြစ်သူဥယေယကမင်္ဂလာအခမ်းအနားတစ်ခုကိုပြုလုပ်ပြန်သည်ထိုအခမ်းအနားကနနက်နေ့ထွက်စရင်မောင်ပြီးသိန်းကလေးအားအဇရာကောင်းငင်၌ထွက်ပြူစားဖြစ်သောဒုရိယနေမင်းကြီးအားပြသ၏တဖန်ညစ်တို့ရောက်သောအခါ၌ပြေဝင်းဝိုင်းဆက်သောလာပြီဝင်းကြီးကိုပြသပြန်လေသည်ထို့သောနေလာပြသောမင်္ဂလာကို ရဝိန်တုတဒနာမင်္ဂလာဟုခေါ်ပြန်၏။ပေါင်ပြည်သိမ့်ရက်တရားသူရောက်သောအခါ၌နာမည်ပေကပိုးတံမင်္ဂလာကိုကျင်းပပြန်၏။ထိုမင်္ဂလာကနာမကရဏမင်္ဂလာဟုခေါ်ပြန်သည်။တဖန်မောင်ပြည်သိန်းကလေးရက်180သို့ရောက်သောအခါထမင်းနှင့်စီစားကိုတင့်တရာအောင်နေ၍ထမင်းဦးခွန်သောပထမပတ္တမင်္ဂလာကိုကျင်းပပြန်၏။ဤသို့နှင့်ပင်မင်္ဂလာအဆင့်ဆင့်ကျင်းပခဲ့ပြီးနောက်မောင်ပြည်သိန်းကလေးလင်းတင်သားသို့ရောက်သောအခါ၌သဘင်ထုံးဖွဲ့သောကေတ တန်တနာမင်္ဂလာကိုကျင်းပပြန်လေသည်ချောင်းနှင့်သားသူရောက်သောခါ၌လွန်စွာလက်ရမြောက်သောရွှေပရင်ဆရာကြီးထံတွင်ဗရမားနှကြိတ်တစ်ခုကိုပြုလုပ်စေ၍မောင်ပြည်သိန်းကလေးအားနားထွင်သောကန်နှင့်စင်နာမင်္ဂလာကိုကျင်းပပြန်လေသည်မောင်ပြည်သိန်းကလေး၁၇နှစ်သားအရွယ်သူရောက်သောခါတွင်ပွဲစားကြီးဥယျာက၁၇မိငယ်ရန်ရည်ရွယ်၍မန်းတန်ကြီးထိုးကစတုတီတာအလူကြီးတစ်ခုကျင်းပပြီးလင်မောင်ပြည်သိန်းကလေးအားသာသနာပောင်သို့တွတ်သွင်း၍ရှင်သာမဏေပြုပေးပြန်လေထိုမင်္ဂလာက ပပ္ပဇာမင်္ဂလာဟုလည်းခေါ်၏။သာသနာ့နှုတ်ခါမင်္ဂလာဟုလည်းခေါ်လေသည်။မြမလူမျိုးတို့ရှေးစဉ်လာပြုလို့သောမင်္ဂလာဆက်နှခန်းနဲ့ဆက်တခန်းသောမင်္ဂလာတို့ကကကောင်းစွာပြုပြီးဖြစ်လေသည်။မင်္ဂလာတခမ်းသာလင်ကြံပြီးတော်သည် ထိုကြံရှိသောမင်္ဂလာကမောင်ပြည်သိအိမ်ထောင်ကြသောအခါမှသာလင်ပြုလို့ရမည်လက်ထက်မင်္ဂလာဖြစ်လေသည်ထိုမင်္ဂလာကိုကအာဝဟဝိဝဟမင်္ဂလာဟုခေါ်ပေသည်ဝေစာကြီးဥရာသည်၎င်း၏ယင်းနှစ်သေးကြသာကလေးမောင်ပြည်သိအား ဤသို့ခန့်ခန့်နာနာမင်္ဂလာများဖြင့်ကျွေးမွေးဆောင်ရှောက်ခဲ့လေသည်အထက်ကဆိုခဲ့သည့်အတိုင်းမောင်ပြည်သိန်းကလေးအားရှင်သာမဏေပြု၍ဇာတော်ကြောင့်၌တနှစ်တန်းတိုင်းပို့၍ထားလေ၏မောင်ပြည်သိန်းကလေး၏ရှင်သာမဏေဘွယ်ကပညာဗလာဟုခေါ်လေသည်ထို့ကြောင့်ဇာတော်မှအစာကပ်ပြာကြည့်ဆုံးမောင်ပြည်သိန်းခေါ်ကိုရင်ကလေးပညာဗလာလေးအားကောင်းစွာကူဆာ၍အရေးပေးကြသည်ဖြစ်လျာကိုရင်ပညာဗလာသည်ဘုန်းကြီးကျောင်း၌ပင်ပြောပ၍နေလေသည်ကိုရင်ပညာဗလာသည်ကာကြီးခါဝဲမှစာ၍တင်မုံကြီးကို ငယ်စဉ်ကပင်သင်ကြားတက်မြောက်ခဲ့ပြီးဖြစ်ရကကျောင်းသူရောက်တော့ကမင်္ဂလာတို့ရတနာတို့စားရှိတော့ပြည့်ကြီးကိုတက်ရလေပြည့်ကြီးတရင်နဲ့ပင်ရန်နာရွှေကြိုက်အတွင်အောင်ချင်းအပြင်အောင်ချင်းတို့ကိုသင်ရပြန်လေသည်တဝါဆူပြီးသောအခါ၌ပွဲစားကြီးဥယျာကလူထွက်ရန်ပြောတော်လဲဆရာတော်ကြီးကစားမကျဲသေးဘူးနောက်တဝါဆက်ထားအောင်ဟုဆိုသည်ဖြင့်ကိုရင်ပညာဗလာမှာနောက်တဝါဆက်၍နေရပြန်သည်ကိုယ်ပညာဗလာကလည်းចောင်းနိုင်နေရသည်ကိုပြောပါ၏မကြည်သေးသောစာများကိုပြန်၍တရလေသည် တနေ့တနားကိုရင်ပညာဗလာသည်နနက်သောကုရီတို့သွားပြီးအပြန်ဆွန်းချက်ယုံသို့ဝင်၍ဘုဒ္ဓရောကြီးဥစေထံတွင်သွားတိုက်ရန်အတွက်မိသွင်းနှင့်စားကိုတောင်းလေသည်ဘုဒ္ဓရောကြီးဥစေလည်းမိသွင်းနှင့်စားကိုပင်ရင်ဘယ်လိုလဲကိုရင်လေနောက်တော့ဆက်ပြီးဝေးရအောင်မှပြောရလားဟုမေးလေကိုရင်လေးကလည်းပြောပါတယ်ဟုပြန်၍ဖြေလေသည်ဘယ်ကလာပြောရမှာတော့ကိုရင်ရဲ့တခြားကလေးတွေစော့ကြကစားကြ၊ဂွပြကြ၊ညစာစားကြလောက်နေတဲ့အချိန်မှာကိုရင်ဟာကနှက်ပြန်တဲ့ဘက် ဘီလီကတော့မူအာကုံဆောင်တော့မယ်တိုင်းပဲကြက်လိုက်ရတဲ့စားတွေဒါဘုံမြပျော်တဲ့လားကိုရင်ရဲ့ရွရွလုံးဆန်းမှာမပျော်မပျော်ဘူးပေါ့ဟုဥစဲကပြောနေသည်အာတကယ်ပြောတော့ပါဗျဥသူတော်ကြီးရဲ့ကျုပ်ပြောပါတယ်ဗျဟုကိုရင်ကလေးပညာဗလာကပြန်၍ပြောနေသည်ထိုချိန်၌ကပ်ပီယာကြီးဥဖိုးကျူရောက်လာပြီလင်ပြောမှာပေါ့ပြောရမှာပေါ့ကိုရင်ရဲ့ပြောစရာကောင်းတဲ့နေရာပဲအေးချမ်းတဲ့အေးအာဝါတပဲဟုပြောနေသည် ထိုကဥစဲကခမရကလည်းရောပြီးလိန်နေပြန်ပြီး ပြင်းစရာကောင်းရင်ပြင်းစရာကောင်းတယ်ပေါ့ဗျာဘာဖြစ်လို့ပြောစရာကောင်းတယ်လို့ပြောအောင်မတော့ပြင်းစရာကိုပြောစရာလို့လူကြကောင်မလုံဆန်းမနဲ့ဗျာလူကြကောင်အောင်ပြောတဲ့စကားတွေအားလုံးကတချိန်ချိန်မှာကိုယ်ဒုက္ခကြီးကြီးကျယ်ကျယ်ပေးရတယ်ဗျာဟုဆိုလေသူကဥပ္ပုကျူးကလည်းပြန်၍ပြောလေသည်ဥစေကလည်းပြန်ပြော၏နယောက်သားအချီချပြန်၍ပြောနေကြလေသည်ကိုရင်ပညာဗလာမှာမိသွင်းနေစားကိုယူပြီးသွားတိုက်ခါမျက်နာတဲ့စင်ယိုကြီးစီတို့သွား၍မျက်နာတက်လေတော့သည် ကိုရင်ပညာမလာသည့်စာဟောင်းများကိုကြည့်အောင်ကြက်မှတ်ပြီးနောက်တင်းကျူကိုပင်တင်လိုက်သည်ဤထုံနှင့်တင်းကျွတ်သောအခါ၌တင်းကျူကိုပိုင်လည်းကျွတ်လေတော်သည် ကိုရင်လည်းတင်ငန်းချွတ်၍ရှင်လင်းပြန်တော့ဤရှင်လင်းပြန်ပြီးနောက်အိမ်သို့ပြန်ခဲ့လေတော်သည်အိမ်သို့ရောက်သောအခါတွင်အိမ်၌စားတောက်တဲကိုနေထိုင်သောလူကြီးတူးကိုတွေ့ရလေတို့လူကြီးကစတီဘရာသာမှစပါဝဲတော်ကြီးကိုစလဲကြီးဥပသင်ဖြစ်လေသည်၎င်းစတီဘရာသာကိုစလဲကြီးဥပသင်က ဘောင်ပြည်သိန်းဤဖခင် ပွဲစားကြီးဥအေယာအားအောက်ပါတိုင်းတိုက်တွန်းလေဒီမာဂွေယာရဲ့ဒီခေတ်ကအင်္ဂလိပ်ခေတ်ဗျအင်္ဂလိပ်စာကောင်းကောင်းတက်မှလူရဝဲနာဒီတော့ခမရသားကိုအင်္ဂလိပ်ကြောင်ကောင်းကောင်းထားဖို့စိတ်ကူးစမ်းပါဗျာဥအေယာကလည်းအကျုပ်ကလည်းကိုစလဲကြီးနဲ့တိုင်မင်းမီကျုပ်သားကိုအင်္ဂလိပ်ကြောင်ပို့မလို့ပဲဗျပို့ကျင်တာကတော့မနစ်ကလေးကပို့ကျင်တာပဲပြုကျုပ်တို့ဆရာတော်ကြီးကတနင်ဆွဲထားလို့သားဘို့ဟူပြန်၍ပြောလေသည်ဤသို့နှင့်ပင်ပွဲစားကြီးနှင့် ကိုဇလဲကြီးတို့သည်ပြန်ပြန်လန်လန်တာမြင်ကြပြီးနောက်မောင်ပြည်သိန်းအားရန်ကုန်မြို့ရှိစိန်ပေါ်ခရစ်ယာန်သာသနာပြုကျောင်းသို့အနှံ့ရန်စီစဉ်ကြလေတော့သည်၎င်းတို့၏စီစဉ်များသည်များမကြာမီ၌ပင်ထမြောက်ခြင်းဖြစ်လေထို့ကြောင့်ကိုရင်လူရက်ငပိကျဲမောင်ပြည်သိန်းသည်အင်္ဂလိပ်ကျောင်းသားကြီးဖြစ်ရလေတော့သည်ဤနေရာတွင်ထိုခေတ်ထိုချိန်ကာလကလွန်စွာနာမည်ကြီးလာသောစိန်ပေါ်ကျောင်း၏ကျောင်းကိုနိုင်ငံများဖော်ပြရန်လိုပေသည်ကျောင်းကြီးတစ်ကျောင်းလုံးအားခရစ်ယာန်ဘုန်းတော်ကြီးဘရာသာမတ်ဂျိုဇူကကျောင်းအုပ်ဆရာကြီးဖြစ်အုပ်ချုပ်လေ၏ ၎င်းအားဒါရိုက်တာဟုခေါ်လေသည်၎င်းဒါရိုက်တာအောက်တွင် Brother Felix Brother Jerry Brother Xavier Brother Michael စသော ခရီးယန်ဖုံးတော်ကလေးများကအောက်ချုပ်လေသည်၎င်းတို့၏အောက်တွင်က Master D Master Lisa Master Richard ခေါင်းဆောင်သောဆရာခုနှစ်ဦးနှင့် Teacher Miss Mick Teacher Mick Nine Teacher Miss Bella ခေါင်းဆောင်သောဆရာမခုနှစ်ဦးတို့သည်ရှိကြကုန်၏အတန်းများမှလည်းသူငယ်တန်းမှ၁၀တန်းထိရှိကြကုန်သည်ထို့သောရှိရာတွင်သူငယ်တန်းကို Lower KG ကသူငယ်တန်းလေး မေတ္တာခေကြီးကသူငယ်တန်းလက်ဟာရခေကြီးကသူငယ်တန်းကြီးဟူ၍သုံးမျိုးသုံးစားခွဲခြားထားပြန်လေ။စိန်ပေါ်ចောင်းသားလေးတို့သည်သူငယ်တန်းမှာစား၍ចောင်းအပ်ထားရမှာသူငယ်တန်းကြီးတို့ရောက်သည်နှင့်တပြိုင်နက်တည်းအင်္ဂလိပ်စကားကိုတမင်းစားရေးတော့ကောင်းမွန်စွာပြောတတ်နေကြပြီဖြစ်သည်။ထိုចောင်းကြီးနိုင်ကြီးစွာသောစီကံချက်တစ်ခုရှိလေ။ထိုစီကံချက်သည်ကတဒန်းတို့ရောက်သည်မှာဆယ်တန်းအောင်၍ចောင်းမှာထွက်သည်အထိចောင်းဝင်တွင်နာမြန်မာစကားလုံးဝပြောဆိုခွင့်မပြုခြင်းပင်ဖြစ်သည်။ အင်္ဂလိပ်စကားကိုသာပြောရလေအကယ်၍မြန်မာစကားကိုရောင်ရွေ့ပြောမိပါကနိစ္စရာចောင်းသားကဆရာတို့သွား၍တိုင်းလင်မြန်မာစကားပြောသောចောင်းသားအားပတ်စံတပြားဖိုင်တက်လေသည်မှတ်ချက်မြန်မာစကားသာပြောဆိုခွင့်မပြုသည်မဟုတ်အိန္ဒိယစကားတရုတ်စကားကိုလည်းပြောဆိုခွင့်မပြုပေပြောဆိုမိပါကလည်းမြန်မာစကားပြောဆိုခြင်းဤသူဖိုင်တက်ခံရပေပြီ စာရေးသူအိမြစီကံတင်းကျပ်သောចောင်းသူကိုရင်လူထက်မောင်ပြည်သိန်းသည် 73နှစ်သားရွယ်နိုင် ဦးကြောင်ကြောင်နှင့်ရောက်ရှိ၍လာလေတော်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ